ဖေးအဲတားကိုအဖေးကိုတိုင်အဲ့ဒီဘေးအောင်မှာမြုပ်ထားလာလေအခုချိန်ထိတားရဲ့မြေပုံကအဲ့ဒီမှာရှိသေးတယ်ဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ပြလိုက်တဲ့အဖေးဖြစ်တဲ့သူကလည်းဘာလို့ရှောက်ပြောနေတာလဲပေါက်ကြရတယ်မဟုတ်တာလေတီဗီဗီလား channel မှာကြိုးဆိုပါရဲရှင့်ဒီဗီဒီယို လေးကတော့နဲ့တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကို ပြသပေးသွားမှာပဲဖြစ်ပါရဲရှင့် လေခွင်းသားကတပင့်ကြီးနေရနားကိုရောက်တဲ့အခါကျတော့ခလေးကအဖေအဖေအဲတားကိုအဖေကိုတိုင်အဲ့ဒီပေအောင်မှမြုပ်ထားလာလေအခုချိန်ထိတားရဲ့မြေပုံကအဲ့ဒီမှာရှိသေးတယ်ဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ပြလိုက်တယ်အဖေဖြစ်တဲ့သူကလည်းဘာလို့ရှောက်ပြောနေတာလဲပောက်ကြရတယ်မဟုတ်တာလေဟုတ်တယ်အဖေအဖေကိုတိုင်ပေါ့နော်ဦးလေးနဲ့နှစ်ယောက်တားကိုလာပြီးတော့အဲ့ဒီပေအောင်မှမြုပ်တာဆိုပြီးတော့ခလေးကအဲ့လိုပြောလိုက်တယ်ပေါ့နော်အဲ့ဒီချိန်မှာအဖေဖြစ်တဲ့သူကလည်းအတော်လေးပုံမှာအံ့ဩသွားတာပေါ့နော်ရောဘတ်ဆန်ဝန်မြို့နယ်တဲကတာခီမြို့မှာနေတဲ့လင်မယားနှစ်ယောက်ရှိတယ်ဗျာ ဒီတာကီမြို့ဆိုတာကလည်းလွန်ခဲ့တဲ့1990ခုနှစ်တုန်းကဆိုရင်ဒါရွာအဆင့်လောက်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒီမြို့မှာနေတဲ့လင်မယားနှစ်ယောက်ရှိတယ်ယောက်ျားဖြစ်တဲ့သူရဲ့အမိကတော့တော့နိုင်ဖော်လို့ခေါ်ပြီးတော့မိန်းမဖြစ်တဲ့သူရဲ့နာမည်ကတော့နန်တန်လို့ခေါ်တယ်ဗျ အဲ့တော့ကြပြီတနေ့လောက်ကြာတဲ့အခါကျတော့ကိုဝင်စပြီးတော့ရတယ်မိပွားချိန်မှာတော့သူစန်းစွာနဲ့ပေါ့နော်ဒီခလေးလေးကအသေးလေးကိုမွေးတယ်ဟိုတော့ကဒီမွေးကင်းစားခလေးလေးသေဆုံးသွားလို့ရှိရင်ပေါ့နော်အဆင်ပြေတဲ့နေရာမှာဒါမြုပ်နှံကြတာတွေများတယ်ဒီ9ဖော်တို့ဇနီးမောင်နဲ့တယောက်ကလည်းသူတို့ရဲ့အဲသားလေးကိုသူတို့လေခွင်းထဲကဒီတစ်ပင်ကြီးရဲ့အောက်မှာသွားပြီးတော့မြုပ်လိုက်တယ်ပေါ့နော်ဒီခလေးလေးကမကျွတ်လွတ်တာပဲလားတော့မပြောတတ်ဘူးဗျအမေပြစ်တဲ့သူကိုအိမ်မက်တွေပေးတယ် အိမ်မက်ထဲမှာဒါအမေလို့နဲ့လာပြီးတော့ပြန်လာနေခြင်းနဲ့ဆိုပြီးတော့လာလာပြောတယ်ပေါ့နော်အခါတည်းဆိုရင်အိမ်မက်ထဲမှာအာခေါ်တဲ့အတန်တွေကိုလည်းကြားရတယ်အမေအမေဆိုပြီးတော့ပေါ့နော်တလို့အိမ်ရဲ့ဒီရှင်းဘက်ကနေပြီးတော့အမေအမေဆိုပြီးတော့ဒီခေါ်တဲ့အတန်တွေကိုအိမ်မက်ထဲမှာမကြာခဏဆိုလိုလိုကြားရတယ်ပေါ့နော်ဒီအိမ်မက်ကနေပြီးတော့အမေဖြစ်တဲ့သူကလန့်နိုးလာတဲ့အခါတွေမှာအာဆိုလို့ရှိရင်လည်းအဲအရာနိုးတာတောင်မှပဲပေါ့နော်ဒီအပြင်မှာအမေအမေဆိုတဲ့ဒီခေါ်တဲ့ခေါ်တဲ့တက်တက်လေးကိုကြားနေရတော့မယ်ဆိုပြီးတော့ပြောပြလာတယ်ဗျ ဒီကလေးလေးကမိဘလေးရဲ့စိတ်ထဲမှာပေါ့နော်။အော်မကျွတ်လို့လောက်သေးဘူးဆိုပြီးတော့အဖုံးကြီးယဟန်တန်ကလေးပင့်ဖိတ်ပြီးတော့အလူအတန်းတွေသူ့အတွက်ရည်စူးပြီးတော့လောက်ကင်ဆောင်ရွက်ပေးတယ်။အလူအတန်းတွေလုတ်ပေးပြီး9လ6လလောက်ကြာတဲ့ခါကျတော့ထက်မှန်ပြီးတော့အမေဖြစ်တဲ့သူကိုအိမ်မက်ပေးတယ်အမေအမေဖေတို့နဲ့ပဲသားပြန်လာနေကျင်တယ်ဆိုပြီးတော့အိမ်မက်ထဲမှာအဲ့လိုမျိုးပြောတယ်ပေါ့နော်အာအမေဖြစ်တဲ့သူကလည်းအိမ်မက်ထဲမှာပဲအေးသားလာနေကျင်တယ်ဆိုရင်လည်းလာနေဆိုပြီးတော့သူခွင့်ပြုလိုက်တယ်ပေါ့နော်အဲ့လိုအိမ်မက်မက်ပြီးအဲ နောက်ပိုင်းပေါ့နော်ကိုဝင်စပြီးတော့ဒုတိယကိုဝင်ကိုစရတယ်ဒုတိယကိုဝင်စရတဲ့အချိန်မှာတော့ဒီမွေးဖွားချိန်မှာလည်းချောချောဖြူဖြူအောင်မြင်မြင်နဲ့ပဲမွေးဖွားနိုင်ခဲ့တယ်ပေါ့နော်ဒီသားယောက်ျားလေးပဲနာမည်ကတော့နိုင်ယွန်လို့ဆိုပြီးတော့အမည်ပေးထားလိုက်တယ်ဒီနိုင်ယွန်လေးအသက်တနည်းကြော်ကြော်အရွယ်လောက်ဒီစကားပြောတဲ့ဆအချိန်လောက်ရောက်တော့ဟိုကထူးထူးဆဆစကားတွေပြောလာတယ် မေဖြစ်တဲ့သူကိုအမေတဲ့တားကဘူးဆိုရင်အမေဝင်တဲ့ဝင်စားတာနှစ်ချိန်ရှိပြီပေါ့နော်ပထမတစ်ချိန်တားဝင်စားလုံးအောင်ဆိုလို့ရှိရင်လည်းလူဘွားတော်တားမရောက်သေးဘူးတဲ့တားသေးသွားတာဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်အမေဖြစ်တဲ့သူကလည်းအတော်လေးပုံမှာအန်အောပါတယ်အားနဲ့ယောက်ျားဖြစ်တဲ့သူကလည်းမေးတာပေါ့နော်နေကလေးကိုဘာလေးဆောက်ပြီးတော့ပြောထားသေးလဲလို့မေးတဲ့အခါကျယောက်ျားဖြစ်တဲ့သူကလည်းငါဘာမှကလေးကိုပြောထားတာမရှိပါဘူးဆိုပြီးတော့အဲ့လိုမျိုးပြန်ဖြေတယ်ပေါ့နော်ဒီလိုနဲ့ဒီ ကလေးရဲ့အဖေနိုင်ဖော်အားလည်းလေသမားတွေဖြစ်တဲ့ခါကျတော့ကလေးလေးဒီသုံးနှစ်သားအရွယ်လာရောက်တဲ့အခါမှာပေါ့နော်ဒီသူ့ရဲ့လက်ခွင်းလေးကိုခေါ်သွားတယ်လက်ခွင်းနဲ့ရောက်တဲ့ခါကျတော့ဒီလက်ခွင်းအဲဘင်းနားမှာရှိတဲ့တစ်ပင်ကြီးကိုမြင်တဲ့အခါမှာကလေးကအဖေအဖေတဲ့အဲအဖေသားကိုလာမြုပ်တာတဲ့ဒီပင်ကြီးရဲ့အောက်မှာလေးတဲ့ အဖေကမဟုတ်ပါဘူးမင်းပေါက်ကြရည်ဘာကြီးစောက်ပြောနေတာလဲလို့အဲ့လိုမျိုးပြန်ပြောလိုက်တဲ့အချိန်မှာကလေးကဟုတ်တယ်အဖေအဖေကိုယ်တိုင်အူလေးနဲ့နှစ်ယောက်ပေါ့နော်သားရဲ့အလောင်းကိုဒီမှာလာပြီးတော့မြုပ်တာဒီမှာသားရဲ့မြေပုံဒီတစ်ပင်အောင်မှာရှိနေတုံးပဲဆိုပြီးတော့အဖေဖြစ်တဲ့သူကိုအဲ့လိုမျိုးပြန်ပြီးတော့ပြောလိုက်တယ်ပေါ့နော်အဖေဖြစ်တဲ့သူကတော့သိလာပေါ့နော်ဒါကပထမအမီးတွင်ထဲမှာတည်ဆုံးသွားတဲ့သားလေးပြန်ဝင်စားပြီးတော့အခုလိုမျိုးပြောနေတယ်ဆိုတာဘောနော်အတိတ်ဘဝကိုမှတ်မိနေလဲ ဲကလေးတယောက်အနေနဲ့ပေါ့နော်ရေစီမှာဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူးဆိုပြီးတော့မိဘတွေကတိရှိတကြွန်းနဲ့ထလန်းဆရာသမားတွေနဲ့တိုင်ပင်ပြီးတော့ပေါ့နော်အတိတ်ဘဝကိုမမှတ်မိအောင်လှုပ်လိုက်တယ်တဲ့ဒီလိုနဲ့ကလေးလေးရဲ့အသက်က22နှစ်တိတိကိုရောက်လာတယ်ပေါ့နော်နာမည်ကတော့နိုင်ယုံလို့ခေါ်တယ်နိုင်ယုံ22နှစ်အရွယ်ရောက်တဲ့အခါမှာလည်းအဖေအမေတွေဘုံအရင်တိတက်ပြီးတော့လိန်မာတဲ့ကလေးတယောက်ဖြစ်တယ်တဲ့သူအသက်22နှစ်ဒီထိုင်းတက်ကရဲ2536ခုနှစ်မှာပေါ့နော်သူဘန်ကောက်မြို့ကိုတက်ပြီးတော့အလုပ်သွားပြီးတော့လောက်တယ် ဖေမေကိုသူရှာတွေးလာပေါ့နော်အဲဘန်ကောက်မြို့ကိုအလုပ်သွားလုပ်ပြီးတော့ဒီဒီလိုကာလပဲဗျဒီလိုလာလိုက်ပါပေါ့နော်ဒီထိုင်းနိုင်ငံမှာဆိုရင်လွယ်ကထုံပွဲတော်တွေရှိတယ်ဒီလက်ကထုံပွဲကိုသူပြန်လာလေတာပေါ့နော်သူ့အဖေအမေတွေရှိတယ်ဒီတာခီမြို့ကိုပြန်လာတာ ပြန်လာပြီးတဲ့အချိန်မှာသူငယ်ချင်းပေါင်းလေးနေတဲ့စုံတဲ့အခါမှာလူငယ်တဘာဝသူတောက်တယ်စားတယ်ပေါ့နော်ဒီတောက်စားပြီးတော့ပွဲတော်ဒီကာလာဖြစ်တဲ့အခါကျတော့ဘဲကထုံပွဲကိုသွားလဲမယ်ဆိုပြီးတော့သူငယ်ချင်းနေတဲ့ဆိုင်ကယ်ကိုစီနဲ့အတူထွက်လာလိုက်တာအကလမ်းမတနရာရောက်တဲ့အခါမှာသူ့ဆိုင်ကယ်နဲ့ကားနဲ့တိုက်ပြီးတော့နေရာမှာတဲ့ပွဲချင်းပြီးနိုင်ယွန်ဟာစက်ကျိုးပြီးတော့နေဆုံးသွားတယ် ်ဒီမှာနေဇလန်းကမပြီးသေးဘူးဗျဒီနိုင်ယွန်နဲ့ဒီဘနှစ်ပါးအတိတ်ဘဝကဘလောက်တောင်မှာပေါ့နော်ဒီပတ်သက်မှုတွေရှိခဲ့တယ်လဲတော့မသိဘူးဗျတန်ရောစင်ကတော်တော်လေးယုံမှာကြီးမားပုံရတယ်ဗျအဲတော်တော်လေးအန်အောပုံကောင်းတယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်ဂျိန်ဒီ၃ဂျိန်မြောက်တော့ပြန်ဝင်စားခြင်းတော့မရှိဘူးဗျဘာဖြစ်လို့လဲဆိုတော့နန်တန်ကလည်းဒီသားကြောဖြစ်လိုက်တာလည်းပါတယ်ပေါ့နော်ဒါပေမဲ့ဒီနန်တန်နဲ့နိုင်ဖော်တို့နေတဲ့တစ်ဖက်ရွာမှာထပ်မံပြီးတော့လူဝင်စားပြန်ပြီးတော့ဖြစ်တယ် တဖက်ရွာမှာလူဝင်စားပြန်ဖြစ်တဲ့အခါမှာအဖေအမေရဲ့အမိကတော့အမွေနဲ့နိုင်မုံပဲဖြစ်တယ်ဗျအဲသူတို့ရဲ့ဝင်ထဲမှာပြန်ဝင်စားတယ်ပေါ့နော်အဲ၃ချိန်မြောက်အဲဝင်စားတဲ့အချိန်မှာခလေးကဒီစကားပြောတတ်စအရွယ်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးရောက်လာတဲ့အခါကျတော့အမေဖြစ်တဲ့သူကိုပြောတယ်ပေါ့နော်တားရဲ့အဖေနဲ့အမေကဟိုဘက်ရွာမှာရှိတယ်တားအဲ့ကိုသွားကျင်တယ်တားကိုလိုက်ဖို့ပေးဆိုပြီးတော့အဲ့လိုမျိုးခလေးကတောင်းဆိုတယ်အမေဖြစ်တဲ့သူကလည်း မယုံဘူးပေါ့နော်အဖေဒီမေဒီကမယုံဘူးအစာပိုင်းမှာနောက်ပိုင်းမှာခလေးကသူ့အဖေနဲ့အမေဟောဘရွာမှာရှိတယ်အမေရဲ့အမိကနန်းတန်အဖေရဲ့အမိကနိုင်ဖောအဲတားရဲ့အမိကနိုင်ယွန်းတားသူတို့နဲ့တွေ့ကျင်တယ်လိုက်ပို့ပေးပါဆိုတော့ခန္ဓာပူဇာတယ်ပေါ့နော်အဖေမေဒီကတော့လုံးဝမယုံဘူးအစာပိုင်းမှာနောက်ပိုင်းမှာခလေးကအဖိုးတွေအဖွားတွေဦးလေးတွေအတော်တွေကိုပါသူ့ရဲ့အဖေနဲ့အမိကဟောဘရွာမှာရှိတယ်နော်အဲ့တော့တအားကိုလိုက်ဖို့ပဲအဖေမေနဲ့တွေ့ကျင်နေဆိုခန္ဓာပူစားရဲ့နောက်ပိုင်းမှာခလေးပြောတဲ့ဇကားလေးကိုလူကြီးတွေကလည်း ယုံအားလိုလိုမယုံအားမလိုလိုဖြစ်လာတယ်ဒါနဲ့ခလေးပြောသလိုဟိုဘက်ရွာမှာနန်တန်နဲ့နိုင်ပေါ်လို့ဇနီးမောင်နဲ့ရှိသလားဆိုတာကိုစုံစမ်းလိုက်တဲ့အခါကျတော့အမှန်တကယ်လည်းရှိနေတယ်ရှိနေတော့လူချင်းတွေ့ပြီးတော့ဗောနော်ဒီအကြောင်းစုံကိုမင်းမြန်စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ဒီနန်တန်နဲ့နိုင်ပေါ်လို့ဇနီးမောင်နဲ့နှစ်ယောက်မှာလည်းအသက်22နှစ်အရွယ်နဲ့တည်ဆုံသွားတဲ့နိုင်ယွန်ဆိုတဲ့ကောင်းလေးတရားရှိခဲ့ဘူးတဲ့အဲဒီကလေးပြောတာနေနဲ့ကလုံးဝတထက်ထဲကြာနေတဲ့အခါကျတော့ဗောနော်လူစည်းတွေအားလုံးကလည်းလုံးဝကိုအံ့ဩသွားတယ် သုံးဘဝဇက်တိုက် လူဝင်စားဖြစ်ပြီးတော့အတိတ်ဘဝအားလုံးကိုမှတ်မိနေတဲ့ကလေးပေါ့နော်။ဒီဖြစ်ရက်ကလည်းထိုင်းနိုင်ငံမှာအတော်ကိုမှနာမည်ကြီးခဲ့တဲ့ဖြစ်ရက်မှန်တစ်ခုလည်းဖြစ်တယ်ဗျာ။ဒီသတင်းမီဒီယာတွေအထီလောက်မှပဲရောက်လာတယ်ပေါ့နော်ဒီဖြစ်ရက်လေးက။ဒီကလေးလေးရဲ့ဘဝကလည်းသုံးဘဝစတိုက်လူဝင်စားဖြစ်ပြီးတော့အတိတ်ဘဝတွေကိုအကုန်လုံးမှတ်မိနေတဲ့ကလေးဆိုတော့တော်တော်မှအန်ဩစရာကောင်းတယ်ပေါ့နော်။ကျွန်တော်တို့တွေရုပ်ရှင်တွေဇာတ်ကားတွေဇာတ်လမ်းတွေထဲမှာပဲကြာပူနာဝရှိတာပေါ့နော်။အမှန်တကယ်အပြင်လောကမှာအခုရှိတယ်ဆိုတာကအန်ဩစရာတစ်ခုအနေနဲ့သိလိုက်ရတယ်ပေါ့နော်။ လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင်။ကျမတို့တင်သည်များမလို့တန်းကြည့်ရအောင် subscribe မလို့ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်။